မင်္ဂလာညနေခင်ပါရှင်အလဲဘဲရောက်ရွှေဆိုင်သို့တနက်အတုဖြစ်ချင်းချောက်ကလူရက်မှုကျူးလွန်ခဲ့သူနှစ်ဦးအားတတ်သိကံရွှေတယ်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိဆိုတဲ့သတင်းအပါအဝင်အွန်လိုင်းလိမ်လည်မှုများနဲ့ပတ်သက်ပြီးကရင်လန်နက်ကင်အဖွဲ့ DKPA ကိုအမေရိကန်ကအရေးယူပိတ်ဆို့ဆိုတဲ့သတင်းသမရဒေါ်နယ်ထရန့်၏မိကွန်းတိဖြတ်မှုအမားအတွက်ပြည်သူကို တောင်းပန်သည်ဟု BBC အကြီးအကဲထုတ်ပြန်ဆိုတဲ့သတင်း ပြည်သက်အသင်2026ကမ္ဘာဖလားချစ်စစ်ပွဲအောင်မြင်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဦးဆောင်သတင်းနေနဲ့နေပြည်တော်ပြည်မနာပြုရှိရောင်နေဦးရေတနာရွှေဆိုင်သို့တနက်အတုဖြစ်ချင်းချောက်ကလူရမှုကျူးလွန်ခဲ့သူ2ဦးအားတပ်သေးကရွှေထက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်ပြည်မနာမြို့မှာရှိတဲ့ရောင်နေဦးရတနာရွှေဆိုင်ကိုတနက်အတုနဲ့ချိန်ချောက်ကလူရမှုကျွလွန်ခဲ့သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ကိုတပ်သေးကရွှေထဲပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကသိရပါဗျ။နဝေမာဆိုင်ရဲ့မနက်9:00နာရီခွဲခန့်မှာပြည်မနာမြို့မင်္ဂလာရက်ကဘိုးတောက်ထိန်လမ်းမှာဖွင့်လှစ်ရောင်းချလေးရရှိတဲ့ရောင်နေဦးရတနာရွှေဆိုင်မှာစိုက်ပိုင်ရှင်53နှစ်အရွယ်တော်အေးအေးမော်နဲ့ဝန်ထမ်းဖြစ်သူ အသက်16နှစ်အရွယ်မတ်ချစ်ကဗျာတို့ရှိနေစဉ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ဆိုင်တွေ့ကိုအိတ်အတွင်ထဲခိုင်းစဉ်ဒေါ်အေးမွန်ကတနက်ကိုပုတ်ထုတ်ခဲ့ရာအဆိုပါအမျိုးသားကတနက်နဲ့ထူပြီးလက်သေးနဲ့ထိုးခဲ့ကြောင်းအဆိုပါအမျိုးသားနဲ့အတူပါလာသူအမျိုးသမီးကရွှေရည်ပစ္စည်းတွေထည့်ထားတဲ့ဘူးတပုကိုလူရက်ယူဆောင်စဉ်မတ်ချစ်ကဗျာကပြန်လဲအဆိုပါပြုမှုကျွလွန်သူတွေကိုဒေတာကန်တွေနဲ့အဆိုပါရက်ွက်အတွင်ရောက်ရှိနေတဲ့နေမြေလှည့်ကင်းဆောင်ရွက်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဝိုင်းဝန်းဖမ်းဆီးခဲ့ရာတိမ်ချောင်းရွာနေ 28နှစ်အရွယ်တန်းတိုးအောင်နဲ့ပြမနာမျိုးနယ်ရန်အောင်နှင့်ရက်ကွက်နှင့်25နှစ်အရွယ်ရမင်းခေါ်ရေဟန်တို့ကို၎င်းတို့ပြမှုကျွလွန်စဉ်အသုံးပြုခဲ့တဲ့တနက်အတူနှစ်လက်အယူအသွား9လက်မှခန့်ရှိတဲ့ခောက်တာတစ်ချောင်းစီစံအိုင်အမျိုးအစားဆိုင်ကဲတစီတခုခံမှန်းငွေကျပ်46သိန်းကျော်ခန့်တို့နဲ့အတူဖန်စီရမိခဲ့တယ်လို့သိရပါတယ်။၎င်းတို့လူရဲမှုကျွလွန်စဉ်ထုနှက်ထိုးကျိတ်ကုတ်ချိတ်ခဲမှုကြောင့်ဒေါ်အေးအေးမော်မှာဦးကောင်းနဲ့မျက်နာရုံမှာ၎င်းမတ်ချစ်ကပြားမှာ ်ဦးကောင်းမာ၎င်းဖူးရောင်ပွန်းချက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက်ပြင်မနာမြို့ကတဲ့200ပြည်သူစေယုံမှာတက်ရောက်ဈေးကူတောင်းမှုခံယူလျက်ရှိရလို့သိရ243မြင်းဆောင်2025ရာဇသက်ကြီးပုံမှ394ဆက်လက်ပြီးအွန်လိုင်းလိမ်လည်မှုများနဲ့ပတ်သက်ပြီးကရင်လာနက်ကိုင်အဖွဲ့ DKPA ကိုအမေရိကန်အရေးယူပိတ်ဆို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံသားအဖွဲ့တပ်ဖွဲ့နဲ့အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်၄ဦးကိုအရေးယူပိတ်ဆို့ထားကြောင်း အမေရိကန်အစိုးရကနိုဝင်ဘာ12ရက်မှာကြေညာလိုက်ပါတယ်။အမေရိကန်ဗန်နိုင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKP နဲ့ကုမ္ပဏီတွေဖြစ်တဲ့ TransAsia နဲ့ Throstar တို့ကိုတန်ခတ်ပိတ်ဆို့လိုက်တာဖြစ်ပြီး၎င်းတို့ကအွန်လိုင်းလည်လည်မှုစက္ကန်းတွေအားကောင်းလာအောင်ကူညီပေးခဲ့ကြောင်းရေဝေးရအဖြစ် အဲ့ဒီစခန်းထဲမှာအလုံးလုံးနေသူတွေကိုရင်ကလူကုန်ကူးခံရသူတွေဖြစ်ပြီးလိန်လယ်မှုတွေကနေရရှိလာတဲ့ဝင်ငွေက DKB ရေကို၎င်းတို့ရဲ့အနေရရှိလှုံ့ဆော်မှုတွေအတွက်အထောက်ပံ့ဖြစ်စေကြောင်းဆိုထားပါတယ်။အကြမ်းဖက်မှုနဲ့ဗန်ဒါရေးစုံစမ်းထောင်လွှမ်းမှုဆိုင်ရာဒုတိယဝန်ကြီးကျွန်းဟာလီကမြန်မာနိုင်ငံကနေလှုံ့ဆော်လုပ်ကိုင်နေတဲ့ရာဇဝတ်ကိုင်းတွေဟာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေတဆင့်အလုတ်ကြိုးစားလုပ်ကိုင်နေကြတဲ့အမေရိကန်နိုင်ငံသားတွေထံကဗြိတိန်ဗန်ဒါရေးဝန်ကြီးဌာနတို့ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုလက်ပတ်နေတဲ့ Prince Group ကမရိယာစေဝါရေးလုပ်ငန်းစုကိုပိတ်ဆို့အရေးယူခဲ့ပါတယ်သမရဂျော်နယ်ထရိုက်ဤမိကွန်းတိဖြတ်မှု အမအတွက်ပြည်သူကို တောင်းပန်သည်ဟု BBC အကြီးအကဲထုတ်ပြန်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ American သမရဂျော်နယ်ထရိုက်ရဲ့ဥပဒေအဖွဲ့ကပေးပို့သောစာကိုတုံ့တက်မယ်လို့ BBC ကပြောကြားခဲ့ပြီးတိဖြတ်ဗြိတိန်သား58ရာခိုင်နှုန်းက BBC ဟာ အမေရိကန်သမ္မတကိုတိုက်ရိုက်တောင်းပန်သင့်တယ်လို့ဖြေကြားကြကြောင်းနိုဝင်ဘာ12ရက်ကထုတ်ပြန်တဲ့သဘောရစစ်တမ်းတစ်ခုအရာသိရပါတယ်။စစ်တမ်းဖြေဆိုသူ25ရာခိုင်နှုန်းကတော့ဒီလိုတောင်းပန်တာကိုစန့်ကျင်ကြောင်းဖြေကြားခဲ့ပါတယ်။အငင်းပွားမှုဟာ BBC ရဲ့အုပ်ချုပ်ရေးကိုဖော်ပြထားတဲ့တော်ဝင်ပြည်ညင်ကိုပြန်လည်ဆွေးနွေးရမယ့်အချိန်မှာအထပ်ပါအမှားယွင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။လက်ရှိပြည်ညင်ဟာ2029ခုနှစ်မှာတက်တန်းကုံရီမှာ၎င်းကိုဝေဖန်မှုတွေကိုထိန်းချုပ်ဖို့တရားစွဲမှုအများပြားလှုံ့ဆော်ခဲ့တယ်လို့ဆွဆဲခံထားရပါတယ်။ ပြည်သက်အသင်းဟာမနေ့ကရှင်ပြိုင်ကစားခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာယူကရိန်းအသင်းကို၄ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တာကြောင့်2026ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ပြည်သက်အသင်းဟာယူကရိန်းကိုဘာပီအိုလီစီအကီတီကီတို့ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးဥရောပဆုံးမှာအင်္ဂလန်ရဲ့နောက်ဒုတိယမြောက်ခြေစစ်ပွဲအောင်မြင်တဲ့အသင်းဖြစ်လာခဲ့တာပါ။ပြည်သက်အသင်းဟာကမ္ဘာဖလားပြိုင်ပွဲကို၈ကြိမ်ဆက်တိုက်ရှင်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး၂၀၂၆ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့အသင်းစီးရင်မှာတော့ 26သင်းမြောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ပြည်သက်အသင်းဟာကမ္ဘာဖလားပြိုင်ပွဲကို16ကြိမ်ရှင်ပြိုင်ခဲ့ပြီးချန်ပီယံဆုနှစ်ကြိမ်ရရှိထားပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲကို2026ဇွန်နဲ့ဇွန်လလတွေမှာကျင်းပသွားမှာဖြစ်ပြီးမဲခွဲပွဲကိုဒဇမလမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ Level ရဲ့တည်ရဲ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ဆက်လက်ပြီးည8:00နာရီမှလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးသွားမှာပါ။အေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါလိမ့်ရှင်။